တငယ်ညာလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ငါ့ကိုမညှိရဲနဲ့ချင်းချင်းငငဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့ငါချင်းငဆက်ချက်မှာဖြစ်ပါတယ်။မိရိငါကိုမစို့အသုံးပြုလို့ရပါတယ်ခင်ဗျာ။အချင်ရတာအတွက်မယန်းဒီချောက်ကိုတုံးပါတယ်။မယန်းဒီချောက်တွေကိုရေလေးဆေးပြီးတော့ရေပြင်စစ်မယ်ပြီးတော့မှရေတန့်နဲ့နိုင်ဝက်လောက်ပြန်စိမ့်ထားပေးပါမယ်။ရေနွေးနဲ့စိမ့်လို့ရတယ်လို့ရိုးရိုးရေအေးလေးနဲ့လည်းစိမ့်ထားပေးလို့ရပါတယ်။မယန်းဒီချောက်ရဲ့အချင်ရတာက ကျွန်တော်တို့ မကြီးသေးလိုမျိုးမဟုတ်ပဲနဲ့ဒီငားဟင်းနဲ့ပို့ပြီးတော့လိုက်ဖက်တယ်လို့ခံစားရပါတယ်။ဇပလင်နှစ်ချောင်းကိုထူထောင်ထားပေးပါ။ကျွတ်တွင်နဲ့ကျွတ်တွင်ဖြူသုံးပါမယ်ကျွတ်တွင်ငါးလုံးနဲ့ကျွတ်တွင်ဖြူကလက်တစုပ်လောက်ထည့်ပါရယ်ငါးဟင်းတွေချက်တဲ့အခါမှာအနှစ်များများလေးနဲ့ချက်မှဒါဒီငါးဟင်းအနှစ်နဲ့ထမင်းနဲ့နေပြီးတော့စားလို့ကောင်းတာကြောင့်ကျွတ်တွင်နဲ့ကျွတ်တွင်ဖြူကိုပို့ပြီးတော့ထည့်ပေးခြင်းဖြစ်ပါရယ်အားလုံးကိုကြိတ်ထားဒါမှမဟုတ်ရင် ထောင်းထားပေးပါ ငါရဲ့အရာစာစားနှက်တဲ့အခါမှာထဲဖို့အတွက်ကျွန်တော်ကဂျင်းကိုချစ်ထားပေးပါတယ်။ဒါမှမဟုတ်ရင်ထောင်းထားပေးလို့လည်းရပါတယ်။ပြီးတော့ရင်စားရဲ့စနွှဲနှဲငယ်ရဲ့ခုနကချစ်ထားတဲ့ဂျင်းကိုအရေညှစ်ထည့်လိုက်ပါ။ပြီးတော့ရင်အားလုံးကိုတမအောင်နေပြီးတော့ရင်ခမန်းကြီးမိနစ်30လောက်ရေခဲတက်တာအေးခန်းထဲမှာထည့်ပြီးတော့နှက်ထားပေးလို့ရပါတယ်။ စီပြန်ရေးချက်မှဖြစ်တာကြောင့် CEO နည်းငယ်လေးပို့ထည့်ပါတယ်ပြီးသွားရင်ခုနကကြိတ်ထားတဲ့စက်တွန်ဖြူနဲ့စက်တွန်ကိုထည့်ပြီးတော့မှုန်းလာတဲ့အစီတက်ပေးပါမယ်စီတက်တဲ့အခါမှာထုံးစံတိုင်းမိရမပြင်းပဲနဲ့မိရအလဲလက်ဒါမှမဟုတ်ရင်မိရတိတိလေးနဲ့ပဲစိတ်ရှည်လက်ရှည်စီတက်ပေးပါကျက်ပြည်ကြီးကြည်ပြီးတော့ခွေးလာပြီဆိုရင်စနစ်မုတ်အနေငယ်ငရုတ်တိအယောင်တင်မုတ်ထည့်ပါရယ်အယောင်တင်မုတ်ကိုကျွန်တော်၃လောက်ထည့်ပြီးသွားရင်ငရုတ်တိ၆ထည့်တယ် ေုတ်တိချောက်ကိုရေစိမ်ပြီးတော့ထောင်းပြီးတော့ထည့်ရင်တော့ပို့ပြီးတော့မှွေပါတယ်။ရေုတ်တိမုတ်အစိမ်းနိုင်တွေပျောက်သွားပြီဆိုရင် အရသာနှက်ထားတဲ့ငါးတွေထည့်တယ်။ငါးထည့်ပြီးသွားရင်မှွေနေတဲ့ဒီစီနဲ့ပဲကျွန်တော်တို့ခမန်းကြီး9မိနစ်လောက်ထိကြော်ပေးပါတယ်။ပြီးသွားရင်ဒီစီတဲကိုငါးငံမြားကြီးထည့်ပါတယ်။အငံရတာမိမိစိတ်ကြိုက်ထည့်လို့ရပါတယ်။ကျွန်တော်ကအငံသိမ့်မစားတဲ့အတွက်အငံကိုလျှော့ထားခြင်းဖြစ်ပါတယ်။ အခုလိုစီတက်ထားတဲ့ဒီစီမွှေးနဲ့ငားတွေကိုခက်ကြကြလေးကြော်ပေးခြင်းအပြင်ငားရဲ့အသားကပို့ပြီးတော့ချစ်သွားတယ်လို့ထင်ပါတယ်။ဒါမှပို့ပြီးတော့စားကောင်းပါတယ်မဟုတ်ဆိုရင်ငားပြျော့ပြော့ကြီးနဲ့ဖြစ်နေပါလိမ့်မယ်။ပြီးသွားရင်ဇပလင်ထည့်မယ်။မယန်းတိချောက်တွေရောမယန်းတိချောက်စိန်ထားတဲ့ရေတွေရောတစ်ခါတည်းထည့်တယ်။ ားကကြက်သားဝသားလီတို့အချိန်အကြာကြီးချက်စရာမလိုတာကြောင့်ကျွန်တော်တို့ရေထည့်တဲ့အခါမှာမယန်းသီးကြောက်တွေစိန်ထားတဲ့ရေပဲထည့်ပေးပါရစေ။ထပ်ပြီးတော့ရေအပူထပ်မထည့်တော့ပါဘူး။မီးအလေလက်နဲ့ခမန်းကြီးနောက်ထပ်10မိနစ်လောက်တည်ပြီးလိုက်တယ်ဆိုရင်ကျွန်တော်တို့ထည့်ထားတဲ့ရေတွေခမ်းပြီးတော့စီပြန်လာပါပြီ။မယန်းတိချောက်ကိုတုံးပြီးတော့ချက်ထားတဲ့ဟင်းနဲ့ကျွန်တော်တို့မကြီးကြီးနဲ့ချက်ထားတဲ့ဟင်းကအနံ့အရသာအနည်းငယ်လေးကွာပါရတယ်။ ီးသွားရင်ဇပလင်အနံ့လေးပါလာကြောင့်မှုမှုလေးနဲ့တော်တော်လေးကိုစားကောင်းပါတယ်။ငါးဟင်းချက်တဲ့အခါမှာငါးမကြည့်သွားစေဖို့အတွက်အာရပါရမငွေပဲနဲ့ခပ်ဖောက်ဖောက်မိပေးပါပြီးရင်အိုးကိုလှုပ်ပေးပါ။စီးပြန်လာပြီဆိုရင်ငရုတ်သီးစိမ့်နဲ့နနံပင်အုပ်ပါတယ်။ဒါဆိုရင်တော့မှုေးပြီးတော့တော်တော်လေးကိုစားလို့ကောင်းတဲ့ငါးရှင်ငန်ဆက်ဟင်းလေးကိုရပြီဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိရှိရှုပဲတင်ခင်ကြလို့ကျေးဇူးအထူးပဲတင်ရှိပါရစေဗီဒီယိုလေးကိုနှစ်သိမ့်လိုက်ကန်ရှယ်လေးလုပ်ပြီးတော့အားပေးသွားပါအောင်ခင်ဗျာ 今天就讲到这嘛，表现嘉巴子，拜拜。